ရာဇဝင်မကင်းတော့၆လမှုအတွက်ဘလို့ပြစ်ဒဏ်တွေရှိလဲ အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ LV Group မြန်မာ Law Firm ကတရားမတော်ရှင်တွေဒေါခိုင်စုရေဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့နဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးညွှန်ဝေပေးနေရရှိပါတယ်အခြားသူတို့ကမိမိရဲ့ကိုယ်စိတ်ဂုဏ်သိက္ခာပစ္စည်းတို့ကိုတိကျိုက်နှံ့အောင်ထိတ်လန့်စေရန်အကြံဖြစ်ချင်းချောက်ခြင်းသို့မဟုတ်ဥပဒေအရာပြုရမည်ကိုမပြုရန်နှင့်မပြုရမည်ကိုပြုစေရန်ချင်းချောက်ခြင်းမှာယာစွေမကင်းသောခြောက်လန့်မှုဖြစ်ပါတယ်ယာစွေမကင်းသော ချောက်လက်မှုအတွက်ပြစ်ဒဏ်ကိုရဲစတပ်ကြီးပုံမှာ906မှာဘလို့ပြဌာန်းထားတယ်လဲဆိုရင် မိသူမဆိုရာဇဝတ်မကင်းသော6လမ်းမှုကိုကျူးလွန်နေဆိုရင်ထိုသူကိုနှစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဓာတ်ရရလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ထို့ပြင်အကယ်၍ချင်းချောက်ခြင်းသည်တေစီမီဟုသော၎င်းအပြင်းထန်နာကျင်စီမီဟုသော၎င်းပစ္စည်းကိုမီးဖြစ်ပျက်စီးစီမီဟုသော၎င်းတေဒဏ်ဖြစ်စေခုနှစ်နှစ်အထိထောင်ဒဏ်ဖြစ်စေပြစ်ဒဏ်ထိုက်သောပြစ်မှုကိုကျူးလွန်မည်ဟုသော၎င်း ကာမဖောက်ပြန်ကြောင်းဖြင့်မိမတူအားဆွဆွဲမိဟုသော၎င်းချင်းချောက်ခြင်းဖြစ်လျင်ထို့သူကို9နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရာလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်ရာဇဝတ်မကင်းသော၆လက်မှုကိုကျူးလွန်နေဆိုရင်ထို့သူကိုနံပါတ်၁ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်။နံပါတ်၂ငွေဒဏ်ချမှတ်ခံရနိုင်တယ်။နံပါတ်၃ထောင်ဒဏ်ရောငွေဒဏ်မှာချမှတ်ခံရနိုင်မှာဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာကျမသက်ဆိုင်ရာကောင်းစင်တဲ့တစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပြ ေးဇူးတော်ပါဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။